ထိုင်းယူကန်တရားရုံးကအောက်ယုံတော်တစ်ခုရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ရှာစည်းချက်ကိုတရုတ်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို2025ခုနှစ်နိုဝင်ဘာ10ရက်မှာထောက်ခံအတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကရွှေကုတ်ကိုရထိုက်မြို့တဲစီမံကိန်းကိုဥဆောင်တိဆောက်ခဲ့တဲ့ရှာစည်းချက်ကို2022ခုနှစ်ကလေးကတရားမဝင်အွန်လိုင်းလောင်းကစားမှုနဲ့တရုတ်အွန်လိုင်းအသုံးပြုသူတွေကိုပြစ်မှတ်ထားပြီး န်နာရေးလိန်လယ်မှုတွေကျူးလွန်သူဖြစ်တရုတ်အစိုးရကအလို့ရှိနေသူ ဖြစ်ပါတယ်။2022ခုနှစ်အောက်တိုဘာလကထိုင်းနိုင်ငံဘန်ကောက်ပြည်မှာထိုင်းတာဝန်ရှိသူတွေက သူ့ကိုဖမ်းဆီးခဲ့ပြီးတရုတ်ရဲ့အစိုးရနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကအနီရောင်ဆင့်သတ်မှတ်ထားတဲ့ရာဇဝတ်သားဖြစ်တာကြောင့်ထောင်သွင်းအကျဉ်းချထားတာဖြစ်ပါတယ်။ရွှေကောက်ကိုမြို့တစ်ကိုလုံခြုံရေးယူပေးနေတဲ့ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်စောချစ်သူဦးဆောင်တဲ့ BGF မိသားစုဝင်တွေပြုလုပ်တဲ့ရွှေကောက်ကိုမြို့တက်ကရှာစည်းကြံအမြန်ဆုံးလွတ်မြောက်စေရေးဆုတောင်းပွဲမှာဗီဒီယိုမှတ်တမ်းကနေတဆင့်ရှာစည်းကြံကသူတီထောင်ထားတဲ့မြို့ကိုမကြမီအရောက်ပြန်လာမယ်လို့ပြောဆိုခဲ့တဲ့ရုပ်တံကိုအေဂျင်စီရသတင်းဌာနကထုတ်ဖော်ပြသသွားခဲ့ပါသေးတယ်။ထိုင်းထောင်ထဲမှာကြာခံနေရစဉ်အေဂျင်စီရကရှာစည်းကြံကိုဗီဒီယိုအင်တာဗျူးလုပ်ခွင့်ရခဲ့တာဟာထူးခြားနေပြီးရှာစည်းကြံက မိမိဟာတချိန်ကတရုတ်အမျိုးသားလုံခြုံရေးဌာနကထောက်လိုင်းအေဂျင့်တယောက်ဖြစ်ပြီးတရုတ်အစိုးရအကြီးအကဲတွေကကပလန်စီမံကိန်းမှာသူ့ကိုကိုလိုနီချက်တွင်နိုင်သူတဦးဖြစ်စေဖို့ခုလိုစီးပွားရေးမြို့တော်တည်ဆောက်ဖို့ခိုင်းစေခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။နေချက်သမားမလုပ်လို့ပဲစီးပွားရေးသမားသာလုပ်လို့တာကြောင့်တရုတ်အစိုးရခိုင်းစေတဲ့အလုပ်တွေကိုမသိကြအောင်ဆောင်ခဲ့ရကမိမိကိုမရမကဖမ်းဆီးချင်နေခဲ့ပြီးမဟုတ်တဲ့ပုံမှန်တွေတက်ခဲ့ကြောင်း ပထမတစ်ခေါက်တရုတ်ထောင်လန်းရေးအကြီးအကဲတူကအသက်အန္တရာယ်အာမခံချက်ပေးတဲ့ဆိုကတရုတ်ကို ခေါ်သွားပြီးအစိုးရအကြီးအကဲတွေနဲ့ပေးတွေ့ပြီးချိန်မှာ ခိုင်းစေတာတွေကိုဆက်မလုပ်ချင်တာကြောင့်ကမ်ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူပြီးရွှေကုတ်ကိုရထိုက်မြို့တဲ့စီမံကိန်းကိုစိတ်နဲ့လှုပ်ဆောင်ခဲ့ကြောင်းမိမိကို ထိုင်းအစိုးရကဖမ်းဆီးပြီးတရုတ်ကို လွှတ်အပ်မယ်ဆိုရင်အသက်ခံရမှာတေချာကြောင်း 2024ခုနှစ်အတွင်းကအေဂျင်စီအကို ရှာစည်းကြံကဖွင့်ပြသွားခဲ့ပါတယ်။